ဘုံဘုံတို့တွေရာဘယ်ထဲမှာနေတာတော့ဒုက္ခဘုံထဲမှာနေတာဒုက္ခဘုံထဲမှာနေတာမဟုတ်ဘူးဒုက္ခဘုံထဲနေတဲ့လူဟာဒုက္ခကိုတွေးကိုတွေးမှာပဲအဲ့ဒါဒုက္ခမတွေးပြရစေနဲ့လို့ဆုမတောင်းနဲ့အဲ့ဒါဘယ်တော့မှမပြည့်ဘူးလို့မှတ်ထားလိုက်ပြည့်နိုင်တဲ့ဆိုတော့မဟုတ်ဘူးဒါနဲ့ဘယ်လိုလုပ်ရမှာတော့ဆိုတော့တွေးလာတဲ့ဒုက္ခကိုရှင်းဆိုင်နိုင်ဖို့ပဲကြိုးစားရပါမှတ်ထားနော်မှတ်ထားနော်ဒါကိုမှတ်ထားနော်ဒုက္ခမတွေးဖို့ရှုတောင်းရမှာလားရှင်းဆိုင်နိုင်ဖို့ကြိုးစားရမှာလားရှင်းဆိုင်နိုင်ဖို့ကြိုးစားရမှာဟုတ်တယ် ဒုက္ခကလည်းဘယ်သူမှမျက်တတာမပေးဘူးသူ့ချော့လို့လည်းမရဘူးလက်ထိုးလို့လည်းမရဘူးတွေ့ပြီဆိုတွေ့မှာပဲဘုမလို့လှုပ်ထားဖို့ရာတွေ့ချင်ရာတွေ့ကွာငါစိတ်ကိုမတုံမလွတ်အောင်လှုပ်မယ်ချမ်းသာအောင်လှုပ်မယ်ဒုက္ခတွေ့ဖို့ရာမင်းတာဝန်တွေ့လာတဲ့ခါမှာမတုံမလွတ်အောင်လှုပ်ဖို့ဟာငါတာဝန်ဆိုတဲ့သဘောမျိုးစိတ်ဓာတ်ကိုခိုင်မအောင်ရှိဖို့လုပ်တယ်ဒေသနာတော်ဒီဆိုတာအဲ့ဒါပဲဒုက္ခမတွေ့အောင်ဒုက္ခကိုရှောင်နေနှီးပေးတာမဟုတ်ဘူးတွေ့နေတဲ့ဒုက္ခကိုရင်ဆိုင်နိုင်အောင်ဖြတ်သန်းနိုင်အောင်အစဉ်ပြေပြေကြော်လွှားသွားနိုင်အောင် ကြိုးစားတဲ့နေတွေကိုပေးတာဟုတ်လားအဲ့တော့ဘုံဘုံကအခုဟာဒီဘဝထဲမှာနေရင်းနဲ့အစဉ်ပြေဖို့ပြောနေတာအခုပြောနေတာကစေဥဒုအာရဆိုတဲ့အကြောင်းတရားတွေကိုကောင်းအောင်ပြင်နိုင်ရင်ချမ်းသာမှာပဲကောင်းအောင်မပြင်နိုင်ဘူးဆိုရင်ဘာလို့မလို့ဆင်းရဲမှာနော်ပြစ္ဆုတ်ပါလဲဆင်းရဲမယ်တန်တရားလဲဆင်းရဲမယ်ကောင်းအောင်ပြင်နိုင်လို့ရှိရင်ပြစ္ဆုတ်ပါလဲချမ်းသာမယ်တန်တရားလဲသူကတိဘဝအစဉ်စဉ်မြင့်ပြီးတော့ဒုက္ခငြိမ်းနိုင်တယ်သို့တော့ဒီဘဝထဲမှာနေမယ်ဟေ့ဆိုရင်တော့ဒီခန္ဓာကိုယ်ကြီးက ိုတတ်တဲ့ခန္ဓာကိုယ်ကြီးအိုမှာဟုတ်လားနာတတ်တဲ့ခန္ဓာကိုယ်ကြီးနာမှာသူကခိုင်ခိုင်မာမာတိရှောက်ထားတာမဟုတ်ပြင်မကနင်းနေလောက်အတိုက်ခိုက်လေးရှိတာ ਨੇ ပြောရရင် तू ကပြော့တယ်ပေါ့နော်နင်းနေမှအထီမခံတဲ့အကောင်ပဲဒါကြောင့်မြတ်စွာဘုရားကုံဘူးပမှန်မြေအိုးနဲ့တူတယ်ခွတ်အနေနဲ့ကွဲသွားနိုင်တယ်ဟုတ်လားဒါသူ့ရဲ့တဘာဝပဲလေသူ့ကိုနားလဲထားဖို့လိုတယ်ပြီးရင်ဒီနေ့ဘာဖြစ်သွားမလဲပျက်စီးသွားမှာတေးသွားမှာ ရှားထားပွေတာတွေပေါင်းတဲ့ဆက်ဆံတာတွေအကုန်ထားခဲ့အရွယ်ရှိရှိမရှိရှိကြည်ကြည်ငယ်ငယ်မရွေးဘူးအချိန်ကြာရင်ဟောရတာပဲအเจ้าကုံနဲ့တနေ့ရရတာပဲဘာမှမျက်နှာထောက်ထားလဲဆိုတာမရှိဘူးအဲ့တော့ပြောရင်တာကဒီထဲမှာနေနေတယ်ဘဝဖြစ်နေတယ်ဆိုလို့ရှိရင်ဘဝနဲ့ပတ်သက်တဲ့ဒုက္ခတွေကိုဘုံဘုံတို့တွေဟာရှောင်လို့မရဘူးအဲ့တော့ဒီဒုက္ခတွေကိုဘုံဘုံတို့ကမတွေ့ကြဘူးဟဲ့ဆိုရင်အကောင်းဆုံးနိလန်းရပါလေ ဒီဒုက္ခတွေရဲ့တရားဖြစ်တဲ့တနည်းပြောရင်ဒုက္ခဖြစ်နေတဲ့ဒီဘဝကိုပဲမဖြစ်အောင်ချုပ်ငင်းအောင်လုပ်နိုင်ဖို့လိုတယ်။အဲ့ဒီ ठी ရောက်အောင်တွေးရမယ်။သဘောပေါက်လား။အကောင်းဆုံးအမြင်ဆိုတာအဲ့ဒါကိုပြောတာနော်။ဒုက္ခတွေ့လာပြီ။ဩဒါကြီးရဲ့ဒုက္ခပါလား။ဒီဒုက္ခချုပ်အောင်ငါလုံးမဟေးဆိုတဲ့စိတ်ကူးမျိုး ठी သွားဖို့လိုနေတာ။ဟုတ်လား။ဦးဇင်းတို့ရွှေချင်းစတော်ဘုရားကြီးပေးတဲ့ဥမာတစ်ခုရှိတယ်။ဩမြေခွေးတကောင်ဦးတဲ့။ လူတယောက်ကဂဲနဲ့ပြစ်မယ်ဆိုလို့ရှိရင်အဲ့ဒီမြေခွေးကပြစ်တဲ့ဂဲကိုပဲဖမ်းပြီးတော့ကိုက်အဲ့ဒီခွေးကဟုတ်တယ်တချို့ခွေးတွေဂဲနဲ့ပြစ်လိုက်တယ်ဒုံးနဲ့ပြစ်လိုက်တယ်ဆိုရင်အဲ့ဒီဂဲတို့ဒုံးတို့သွားပြီးတော့ကိုက်ချင်းသေးကြတော့အဲ့လိုမဟုတ်ဘူးတဲ့ဂဲနဲ့ပြစ်တယ်ဒုံးနဲ့ရိုက်တယ်ဆိုအဲ့ဒီဂဲတို့အဲ့ဒီဒုံးတို့စိတ်ဝင်စားသူစိတ်ဝင်စားဒီဂဲတို့ဒုံးတို့ဘယ်ကလာလဲသူကပြစ်လိုက်တယ်လေ အဲ့ဒီပြစ်လိုက်တဲ့လူကိုတွေ့အောင်ရှာပြီးအဲ့ဒီလူကိုပဲကြိုက်တက်ဖို့ကြိုးစားတယ်။ကွာချားပုံတော့ခွေရဲ့စိတ်ဓာတ်နဲ့ချင်းသေးရဲ့စိတ်ဓာတ်ကွာချားပုံအဲ့ဒါကိုဥမာပေးတာဆိုတော့ကြီးကဖုံမွတ်တွေတွေဟာညီခွေးစိတ်ဓာတ်เนาะမမွေးသင့်ဘူးเนาะချင်းသေးစိတ်ဓာတ်ဝေးသင့်တယ်။အခုဖုံမွတ်တော့ညီခွေးစိတ်ဓာတ်နဲ့နေကြတာခနာကိုကြီးဖောက်ပြန်လာပြီးဟိဒုက္ခဖြစ်လာပြီးဟိဆိုရင်ဘာလို့ဖို့ကြိုးစားစိတ်ကုဖို့ကြိုးစားတာဗော။ ာပြစ်လိုက်တဲ့ခဲကိုပဲလိုက်ကြိုက်ဖို့ကြိုးစားနေတာမလုံးဝဘူးဆိုတော့မဟုတ်ဘူးပေါ့နဲ့ကျမ်းမာရေးကအောင်တော့ကုအောင်ဘောမကုအောင်ဘူးလို့ဆိုတာမဟုတ်ဒါပေမဲ့ဘုံဘုံတော့ဘယ်ကြည့်သွားတဲ့တော့ဘာလို့မကျမ်းမာမှာဖြစ်တော့မကျမ်းမာတတ်တဲ့ခန္ဓာကိုယ်ကြီးရထားလို့မကျမ်းမာမှာဖြစ်တာဒါပေမဲ့ခက်တာကျွတ်တော့ပြင်မကအရာတွေကိုပဲအပြစ်အနေနဲ့မြင်တတ်ကြတာဒီခန္ဓာကိုယ်ကြီးကိုကြတော့အပြစ်မမြင်ဘူးဒုက္ခပေးတဲ့အရာတွေကိုပဲနော်ဒုက္ခရဲ့အကြောင်းတရားလို့မြင်တာ ဒုက္ခဖြစ်တဲ့ဒုက္ခပေးလို့ရတဲ့ဒီခန္ဓာကိုယ်ကြီးကိုကျတော့ဒုက္ခရဲ့အကြောင်းတရားလို့မမြင်ဘူးဟုတ်တယ်မဟုတ်လားတကယ်တမ်းကဒီခန္ဓာကိုယ်ကြီးရှိနေတယ်မြဖြစ်နေတယ်မြနောက်ဘဝတွေလည်းဆက်ပြီးတော့ဖြစ်နေတယ်မြယောဂါဆိုတာဘာလို့တွေ့မှာပဲဒီယောဂါနဲ့မတွေ့ရင်ဟိုယောဂါတွေ့မှာပဲနားမှာပဲလေသူကပြီးရင်ဘာလို့ရမှာလဲသိရမှာပဲရှောင်လို့ရမလားမရဒါကြောင့်မြတ်စွာဘုရားလက်ထက်ကဘုရားပွင့်လာတဲ့အခါကျတော့ ိဋ္ဌိတွေဟာသူတို့လက်လာပါပိတ်လို့ဆိုပြီးတော့ယဟန်တန်ဃာတွေကိုတွေ့တဲ့နေရာမှာဆဲကြတယ်ရန်ရှာကြတာတွေရှိအဲ့ဒါကိုယဟန်တော်တွေကဘာမှမတုံ့ပြန်ပဲနဲ့မြတ်စွာဘုရားကိုရှောက်တယ်ရှောက်တယ်မြတ်စွာဘုရားအဲ့ဒီမှာဥဒန်းကျူးတာတွေတော်တော်မှတ်သားစရာကောင်းပါတော့အတိပယ်လေးတော့ပဲဥစဉ်ပြောပါမယ်ရွာမနေနေတောမနေနေစင်ရခြင်းချမ်းသာခြင်းဆိုတာတွေ့ရလိမ့်မယ်တဲ့ဆိုလိုတာကဘယ်နာသွားနေနေချမ်းသာခြင်းစင်ရခြင်းဆိုတာရှောင်လို့မရဘူးတွေ့ရလိမ့်မယ် အဲ့လိုချမ်းသာခြင်းဆင်းရဲခြင်းနဲ့တွေ့လာပြီဆိုရင်ဒါဘု து ကြောင့်ဒါသူ့ကြောင့်ဒါငါကြောင့်လို့အစွဲမထားနဲ့တဲ့ဒီခန္ဓာကိုယ်ကြီးရှိနေလို့ဖြစ်နေလို့ဒီချမ်းသာခြင်းဆင်းရဲခြင်းတွေဆိုတာတွေ့နေရတာအကယ်၍ဒီခန္ဓာကိုယ်ကြီးဒါဖြစ်မနေဘူးရှိမနေဘူးဆိုရင်ချမ်းသာခြင်းဆင်းရဲခြင်းတွေဟာဘာကိုအကြောင်းပြုပြီးတော့တွေ့မလို့တဲ့မြင်တတ်ဖို့လိုရနော်ဒီဥစ္စာဟုတ်လားဘုမနောအဲ့ဒီမြင်သလားမမြင်ဘူးအစင်မပြေဘူးဆိုရင်အဲ့ဒီအစင်မပြေတာကိုပဲ เนาะဓာတ်ရိုက်ရှင်းဖို့ကြိုးစားတာပေါ့เนาะအဆင်မပြေခြင်းကိုအမြဲတမ်းဓာတ်ရိုက်လက်ခံပြီးတော့เนาะအဆင်မပြေတာကိုအမြဲတမ်းเนาะတွေ့ကြုံနေရတဲ့ဒီခန္ဓာကိုယ်ကြီးကိုကြတော့အပြစ်မြင်ရအောင်မှတွေးမိသလားမတွေးမိဘူးအဲ့ဒါဘာစိတ်ဓာတ်ခေါ်တော့မြေခွေးစိတ်ဓာတ်ပေါ့เนาะရှင်သေးစိတ်ဓာတ်တွေသွားပါအဲ့ဒါဖျားပွင့်လာတယ်ဆိုတာအဓိကအဲ့ဒါပဲเนาะဓာကြီးကစားဒုက္ခဖြစ်နေတာရှောင်လို့မရဘူးဒီဒုက္ခရှောင်နေဟိုဒုက္ခနဲ့တွေ့အဲ့ဒါကိုယ့်အကိုစိတ်တွေးကြည့် ခုဘုံဘုံပြောတဲ့စကားတခြားတွေးကြည့်နော်ဟုတ်လားလက်သက်တည်းရဲ့ခံကိုဘာလို့ဖို့လို့တော့မြင်တတ်ဖို့လို့လေဒီခန္ဓာကိုယ်ကြီးဟာဒုက္ခအလုံးရဲ့နော်တီယာကြီးပဲ